ကဘာကျော်မြန်မာကျော်ဖြစ်မှာတာလေးဒါကြောင့်ဆယ်လီတို့ကသာသနာအတွက်အထောက်ပံ့အထောက်အကူဖြစ်အောင်လို့ဆယ်လီဆောင်ရွက်ပြီးတော့ပါရမီဖြစ်ပေးနေတာပညာပိုင်းဆိုင်ဆိုရင်လည်းဒုစရတော့သူ့ဆရာတော်ကစင်စင်ပေးတာပေါ့နော်ကိုခလေးကတော့ကိုလောလောဆက်တော့ကိုမှစတက်တာပေါ့တာလီရဲ့တာမနီကျော်ရီပိုင်းထီတော့ဆယ်လီတော့မှန်တာပေါ့နော် အဲအမြင့်ဆုံးတော့မညံ့ညံ့ကောင်းတယ်။အော်။တခုလေးကိုတင်ပေးလိုက်အဲ့တခုကိုဥပမာဒီဥစ္စာပေါ့အရှင်သူတိဂါတာဆိုရင်ဒါတခါကြည့်ပြီးသူချက်ချင်းသိ။နောက်ဆရာလေးလည်းဘယ်သွားသွားထူးဆန်းတဲ့နေရာဆိုခေါ်သွားတယ်။ဒီလိုပါသမီးလေးဆရာလေးတို့ကဒီကိုရင်လေးကိုပေါ့နော်ဒီเจ้าမှာဆရာလေးအတွင်းသက်ဖြူပေါ့နော်ဒီเจ้าမှာဆရာတော်ရှူအပ်တဲ့အချိန်မှာဒီဆရာတော်ကလည်း မရှိတဲ့ចောင်းမှာပဲဆိုတော့လေဒီလိုပဲကိုရင်နေနဲ့ရောပြီးထားတာပေါ့အဲ့လိုထားတဲ့အခါမှာចောင်းရဲ့အမိုးတွေပဲရသိပ်အစ်မဖြစ်ဘူးအဲ့တမီးရဲ့ရောက်ခါစားလည်းဖြစ်တယ်ကိုရင်နေရဲ့အဲ့မှာရောက်ခါစားပြောင်းခါစားလည်းဖြစ်တယ်နောက်နေရထိုင်ရတာလည်းမိုးတွေယိုတယ်အဲ့လိုပေါ့နော်ဆိုတော့ခလေးအတွက်ကိုဆက်လေးရလေအမြင်စဉ်းစားတယ် ကြောင်းလေးကန်လေးနဲ့မှဖြစ်မယ်။ဘာလို့ဒီကလေးကကဘာကြောင့်မြန်မာကြောင့်ဖြစ်နေတယ်။ဇလူတို့ဒီဘက်မှပြီးမှဆိုရင်ကိုရင်လေးတွေအများကြီးရှိတာပေါ့လေ။ဒါနဲ့ခုလိုပေါ့နော်။ဒီလိုဟိုကြက်တပွင့်ထွက်လာဖို့ဆိုတော့တော်တော်ခရင်ပါတယ်။အဲ့လိုခရင်တဲ့အခါကျသူ့ရဲ့ဂုံပုတ်လေးရဲ့သူ့ရဲ့အနေထားလေးတွေနဲ့ဆိုတော့လာတဲ့ဧည့်သည်တွေဟာလာဟိုပေါ့အခြားအနေနဲ့အရင်ကလာတဲ့ဧည့်သည်တွေလာတဲ့ခါလဲဖူရတာပြူရတာမှလဲတင်းတောင်းတင့်တယ်လေးနဲ့ဖြစ်အောင်လို့ ဆရာလေးကနေပြီးတော့စီစဉ်ပေးတာပါကိုရင်လေးကပထမစပြီးတော့လေဟိုစပေါ့ဟိုဒီဒီအစတော့သူတို့ကသူတို့ရဲ့ဒီဟိုစပါလေထန်းတဲ့ပင်ထန်းတဲ့ပင်မှာအဲ့မှာကိုရင်လေးပထမနေတဲ့ဆရာတော်ဥပမုခဆိုတော့အဲ့မှာဆိုင်ကိုရင်လေးကကိုရင်ဝစ်တဲ့အချိန်မှာအဲ့ဆရာတော်တရားဟောတင်ပေးတဲ့အချိန်မှာကိုရင်လေးကတရားဟောရတာပေါ့ဒါလေးရဲ့ဟောတဲ့အချိန်မှာဒီဒီဖိပုတ်ထမလာအဲ့အဲ့ထမပေါ်လာတော့ ဟဲ့ခလေးလေးနဲ့တရားဟောတယ်ပေါ့ဆိုအထုဆနဲ့ပေါ့နောက်ဆက်လေးစိတ်ထဲမှာတွေ့ကြတယ်ဒီအဲ့ထဲမှာဒီထဲမှာမြင်နေတဲ့တန်ရုံးစင်ဖြစ်သွားတယ်ပေါ့တွေ့လိုက်အောင်မဲဆိုအဲ့နဲ့ဆက်လေးအလူပစ္စည်းတွေအများကြီးပဲဆက်လေးယူသွားတယ်ယူပြီးတော့အဲ့မှာသွားဖူးတဲ့ခါကျတော့ကိုရင်လေးကိုတွေ့တယ်ဆရာတော်လည်းတွေ့တယ်တွေ့တော့ကိုရင်လေးကအဲ့မှာငြိမ်ငြိမ်လေးပဲအတရားတွေပဲဟောဟဲ့ပြီးတီလိုက်ပဲပေးတယ်ပြီးတော့ဆက်လေးတအားချစ်သွားတယ် ချစ်တော့အဲ့မှာလဲကိုရင်လူကြောင့်မှာဆရာလေးအဲ့နေရာပဲဆရာလေး29တိန်လားပိမ့်ပနဲ့ဆက်လဲမသိဆရာလေးလှူခဲ့တယ်ကိုရင်လူကအဲ့မှာကြောင်ဆောက်ကြောင်ဆောက်ပြီးတော့ကိုရင်လေးကအဲ့မှာဆရာလေးနဲ့တိတ်သွားတယ်ပေါ့တိတ်သွားတာပဲရှိတယ်ရင်းနှီးမရှိဘူးတာရဲ့နောက်ပိုင်းကျတော့ကိုရင်လေးကအဲ့မှာကြောင်မှာဟိုနည်းနည်းဟိုအဆင်မပြေတဲ့အခြေအနေလေးတွေရှိလာတဲ့အခါကျတော့ကိုရင်လေးကဆရာလေးအိမ်ရောက်လာရောက်လာပြီးတော့ကိုရင်လေးအမေအဖေနဲ့ကိုရင်လေးကရောက်လိုက်ဆရာလေးဖျားဆရာလေးစီစဉ်တယ်လို့ ုတပည့်တော်တို့ဟိုလိုက်နာပါမယ်ဆိုဆရာလေးအိမ်ပါပဲဒီမှာခဏတရင်တုံတော့နောက်တော့လဲဆရာလေးကဒီကလေးကိုစာတင်တိုက်ကိုပဲပို့ချင်တယ်တရားဖလောက်ပဲဟောပညာတတ်မှဖြစ်တာလေကိုရင်ဖြစ်ပေနဲ့ဖုံးစာတတ်မှဖြစ်မှာဆိုတော့ဆရာလေးတို့ကနေပြီးတော့ဒီမှာဆက်လို့တိတဲ့ဆရာတော်ကြီးလည်းအများကြီးရှိတယ်ကိုရင်လေးကိုလက်ခံကျင်တဲ့ဆရာတော်ကြီးလည်းပုံများတာပေါ့ သူ့ရွာနဲ့သူ့နဲ့မတိတ်မရိတ်မနီးမဝေးမှာဆိုတော့မိဘတွေလည်းဆောက်ရှောက်လို့ရအောင်ဆရာလေးကအဲ့ဘက်မှာဟိုရှာလိုက်တော့ဒီဒီခုရှိနေတဲ့ဆရာတော်ကလည်းခလေးကိုအရန်ဟိုတိုင်ရုံးတဲ့ဖြစ်တယ်။နောက်ရောက်လဲရောက်ဖူးတယ်။ကိုရင်လေးကိုတွေ့ဖူးတဲ့ခါကျတော့အဲ့ဆရာတော်ဆယ်လေးကအခမ်းအနားနဲ့အပ်ပေးလိုက်တာကိုရင်လေးကို။အမီဒီယာတွေအများကြီးအမျိုးနဲ့တန်ခါမနာကဆရာတော်တွေရောဆယ်လေးကလေခလေးကိုအခမ်းအနားနဲ့အပ်ပေးလိုက်ပြီးတော့ဒီဆရာတော်ကြီးလက်ထက်ကို ကိုဒုတိယဆရာတော်လက်ထက်ကိုဆရာလေးဥပ္ပစ္စေဒုတိယပေါ့နော်ပထမဥပ္ပစ္စေရှိတယ်အဲ့ဒါဆရာတော်ရဲ့ဒီမှာခလေးကိုပညာလဲသင်ပေးပါဆောက်ရှောက်ပေးပါဆိုပြီးတော့ဆရာလေးကသွန်အပ်လိုက်တယ်။အပ်ပြီးတော့ခလေးကနိုင်ငံခြားရဲ့ထိုင်းနိုင်ငံအဓိကဘက်သားလေးရဲ့တရားဟောရမ်းပြမယ်။တလောင်းအောင်ဆုံးနှစ်ချိန်သုံးချိန်တော့ကြွားတယ်။ထိုင်းနိုင်ငံအချိန်မောင်းမြောက်များစွာကြွားပြီးပြီး ပြပြီးတော့ဆရာလေးရဲ့အဆက်အသွယ်တွေကကောင်းတဲ့ခါကျကိုတပည့်တွေကများတော့လေးစိတ်သွားမယ်ဆိုလဲလေးစိတ်မှာ PIB ကနေထွက်ရတယ်အဲ့လိုပေါ့နော်ဘာမှဆိုအရင်အဆင်ပြေတယ်ပေါ့ဖဖဆရာလေးအဲ့လိုမျိုးဖြစ်သွားဖဖဆရာလေးနဲ့မြီးလေးပေါ့လေအဲ့လိုမျိုးဖြစ်သွားပြီးဆရာလေးတို့မှလေဟိုပေါ့ဒီကလေးကိုလည်းဘဝရဲ့အတိတ်ဘဝရဲ့ပေါ့နော်အကျိုးဆက်အကြောင်းဆက်နဲ့တော်တော်လေးကိုတန်ရုံနဲ့ရှိတယ်ဆရာလေးအင်ညာလူတွေဆရာလေးတပည့်တွေအကုန်လုံးကဒီကလေးကိုချစ်တာ ချစ်တဲ့ခါကျတော့ကဲကိုရင်လေးကိုကိုရင်လေးရာသူရတဲ့ဓမ္မပူဇော်လေးတွေရှိတယ်အဲ့ဒါလည်းဆရာလူပဲအပ်တယ်အဆရာလူအပ်တော့ဖောဖွာအစဉ်ပြောင်းလုပ်ပေးပါဆိုတော့ဟုတ်ပြီဆိုတော့အဲ့တော့ဆရာလေးကဒီဆရာလေးရဲ့ဝတ္ထုငွေ3500အလုံးပေါ့နော်ကိုရင်လေးဓမ္မပူဇော်နောက်ဆရာလေးတစ်ဖက်တည်းရဲ့ဝတ္ထုငွေတွေနဲ့ပေါ့ဆရာလေးယူခံပြီးဒီကျောင်းက3800ကုန်တယ်ဟုတ်ဆောက်တဲ့ကျောင်းက3800ကိုဆရာလူတို့က ကောင်းကောင်းမွန်မွန်စောက်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ဘက်ကရေတက်တဲ့သားလေးရေရေတက်တဲ့ခါကျတော့လေဒီဒီအထဲထဲကိုထည့်ရတာပဲ။တော့စောက်တဲ့အချိန်မှာဘီလက်မြေတက်တဲ့ဈေးဟာလေတန်ကြောင်းတွေတအားတက်တယ်။စောက်နေတန်တော်လုံးဝအဲ့လိုမျိုးတွေဖြစ်တယ်။ဒါနဲ့ဖြစ်ဖြစ်နဲ့လုတ်တက်ဆိုကြတဲ့အကောင်းကောင်းလုံးမှနောက်ကပြန်လုတ်ရတာမျိုးဆက်လက်မချိုက်ဘူး။အစလေးတေးချလုပ်ပေးလိုက်တယ်ဆက်ခွန်ကကောင်းတဲ့ရက်ဆိုတော့29မှာဆယ်လေးရနေပြီတော့ကိုရင်လေးတို့ဒီကြောင်းပေါ်တက်ခိုက်29ရက်နေမှာ ဆက်လက်ရေးဆက်ချအကြောင်းရေးဆက်ချတော့ကုသရှင်တွေအကုန်ပေါ့ကိုရင်တဲ့ဓမ္မပူဇာလူတဲ့ထိုင်းနိုင်ငံအဖွဲ့ကပေါ့လုံသမားတွေအခြေခံလူတန်းစားတွေရောအကုန်လုံးပေါ့နော်နည်းနည်းရက်ကအားလုံးဆက်လူတို့ကနေပြီးတော့ယေစုတင်စွာနဲ့ရေးဆက်ချပြီးတော့တခန်းတနာအကုန်ကြီးရဲ့ကိုဆက်လေးကနေလှုပ်ပေးလိုက်တယ်လှုပ်ပေးလိုက်တော့ကိုရင်တဲ့ကလည်းဘောဆက်လေးရဲ့ပေါ့ယေစုကိုလည်းတည်တယ်ဆက်လူကိုလည်းယေစုတင်တယ်နောက်ပြီးတော့ ဟိုလိုအပ်ချက်တွေကိုဆက်လက်ဖြည့်ပေးတာပေါ့အဲ့နေရာလေတော်တော်ထူးဆန်းတဲ့ခါလေးရဲ့ဒီတိပိဋကဆရာတော်ကြီးကလေကြွလာတာ၁၁ဘာမြောက်ဆရာတော်တဲ့ဆရာလေးလည်း29ရက်နေ့26ပေါင်းရင်17တည်းပဲอืมไอ้อภิญญ์นี่ตําเนี่ยหม่องนั้นชื่อนี่แหละยัดจีเลยชื่อซะโมอ่ะยันยั่วดาเลยยั่วတော့โมတွေเนี่ยบาเนี่ยဆိုဆယ်လေးอ่ะအမြဲတစ္ဆာပြုပြီးโมတားတယ်တားတယ်ဆိုတာတဲ့โมတားလို့မရအောင်မြစ်တားရခံပြီးတော့တစ္ဆာပြုတော့ ဲ့နေ29ညလုံးဝမိုးမရွာဘယ်နဲ့ပိုင်းလေးမှာရလူဒီအဆထွက်မဲ့အချိန်အချိန်တော့မိုးရွာတယ်ဟိုမှာတကယ်တကယ်ပွဲကြီးနန်းကြီးလောက်တဲ့အချိန်မှာနေလုံးဝပူတာတနေ့ကလုံးပူတာအံ့ဩစရာအဲ့တော့တစ္ဆာပဲပြူတာပေါ့ဒါကြောင့်ကိုရင်လေးကကဘာကျော်မြန်မာကျော်ဖြစ်မှာတာလေးဒါကြောင့်ဆယ်လေးတို့ကသာသနာအတွက်အထောက်ပံ့အထောက်ကူဖြစ်အောင်လို့ဆယ်လေးဆောင်ရွက်ပြီးတော့ပါရမီဖြစ်ပေးနေတာပညာပိုင်းဆိုင်ဆိုရင်လည်းဒုစရတော့သူ့ဆရာတော့က ဆင်ဆင်ပေးတာပေါ့နော်ကိုခလေးကတော့ကိုလုံလောဆက်တော့ကိုမှစတက်တာပေါ့တာလီရဲ့တာမီနီကျော်လေးပိုင်းထီတော့ဆက်လို့တော့မှန်တာပေါ့နော်အဲအမြင့်ဆုံးတော့မညံ့ညမ်းကောင်းတယ်အော်တခုလေးကိုတင်ပေးလိုက်အဲ့တခုကိုဥပမာဒီဥစားပေါ့အရှင်သူဋ္ဌိဂါတာဆိုရင်ဒါတခါကြည့်ပြီးသူချက်ချင်းသိနော်ဆရာလေးလည်းပဲတော်တော်ထူးဆန်းတဲ့နေရာဆိုခေါ်သွားတယ်ဆရာလေးကပေါ့ဒီစကိုင်းတို့မန္တလေးငရင်မာလေးဆရာလေး3300လောက်လှူတယ်အဲ့နောက်တခါထပ်ပြီးတော့250လှူတာ1500ကျော်ပေါ့ အဲ့လိုသွားလို့တဲ့ခါတိုင်းကိုရင်မျိုးဆက်လေးခေါ်ပါတယ်။နောက်ဆက်လေးရှမ်းပြည်နယ်တောင်ပိုင်းလေဆက်လေးတို့ရွာငံမြို့မှာမိမရဲ့တက္ကမတောင်ဆိုတာရှိတယ်။အဲ့ဒါဆက်လေးသာသနာပြုတဲ့ဌာနကြီး။အဲ့ဌာနကြီးမှာဆက်လေးတို့ကအဲ26ရက်နေရထိတဲ့နယ်၃လပိုင်း26နဲ့ထိတဲ့နဲ့28ရက်နေ့မှာဆက်လက်စွန့်ဆန်းတည်လောင်းလောင်းပြီးတော့အကုန်လုံးဆက်လက်ရန်ကုန်ပြန်လွှတ်လိုက်တယ်28ရက်နေ့မှာအိမ်မန္တလေးမှာငရင်လှုပ်တာပဲ အလုတော့ဆယ်လူတို့ဒီအလူကြီးကအကုန်လွတ်သွားပြီးအေးအေးချမ်းချမ်းဖြစ်သွားတယ်။ဖြစ်သွားတော့အဲ၅ရက်နေမှာဆယ်လျမန်းလေးတိုင်းစကိုင်းတိုင်းကိုဆယ်လေးသွားပြီးပတ်စံလေးလှူတယ်။ဒီလရှင်ဖုံကြီးတွေပေါ့ပြန်လည်းတီဆောင်ဖို့အတွက်ကိုနိုင်တဲ့လောက်ပေါ့လေ။နောက်နောက်တစ်ချိန်ထပ်ပြီးတော့ဆယ်လေး350ဆယ်လေးထပ်သွားလှူတယ်။အလူပြီးပြန်လာတာမကြသေးဘူး။အလူတောက်ဆောင်ပဲဆယ်လေးရလေဆယ်လေးရောက်ပါဆယ်လေး page ကိုကြည့်လိုက်တမျိုးတွေ့မှာဆယ်လေးတောက်ဆောင်လှူတာ လှူတာကိုကြိုက်တာလှူတာကိုကြိုက်တာဆက်လေးဘာမှတန်ရုံးစက်မထားဘူးလူပဲလူချင်းနေတာအဲ့လိုပဲကိုရင်လေးကိုလည်းဆက်လေးကိုကိုရင်လေးရဲ့အကြောင်းမှာဖျားရှိတယ်ရှင်းဟောင်းဖျားပေါ့နော်အဲ့ဖျားရင်ပြင်းကိုလည်းဆက်လေးလှူမှာအခုအဲ့မှာငကားမယ်တော်ကြီးရဲ့အဆောင်ကကိုရင်လေးကြောင်းဆောက်တဲ့နေရာနဲ့မလွတ်တော့ဆက်လေးရွှေ့လိုက်ရတယ်ရွှေ့တော့အသက်ဆက်လေးပြန်လုပ်ပေးထားတယ်လုံနေပြီပေါ့အားလုံးပေါ့တော်တော်များများဆက်လေးလုပ်ပေးပါ thank you